အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကောက်မှာတော့ဆရာတင်မြွရေးသားထားတဲ့အလုံးရှိရဲ့မိမဆိုတဲ့ဝတ္ထုတူဆောင်ပါလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအလုံးရှိတဲ့မိမတနင်္ဂနွေနေ့ဖြစ်တဲ့ဖြင့်လမ်းထိပ်ကတပိတ်ဆိုင်ကဂျာတန်ကျော်ရသည်ထိုနေ့နိုင်ပဲစောကလမ်းလျှောက်ထွက်ရသည်အဘယ်ကြောင့်ဆိုတော့၈နိုင်လောက်ဆိုရင်ဂျာတန်ကျော်ကကုန်ပြီကျွန်တော်ထိုဆိုင်ကဂျာတန်ကျော်ကိုကြိုက်သည် အချိန်လေးကောင်းသောကြောင့်ဖြစ်သည်။ဂျာဒန်ကျော်ကဘဲဦးနှင့်ကျော်သည်ဆိုတော့လေစီလည်းမများမဆက်ဆက်လည်းမဖြစ်စားကောင်းသဖြင့်တနင်္ဂနွေနေ့တိုင်းထိုးဆိုင်ကိုစောစောရောက်အောင်လာရသည်။ဟာဆရာဒီနေ့တော့အစောကြီးပါလား။ကျွန်တော်ထံဆိုင်ကိုစောစောရောက်နေသူမောင်ကျော်စိုးကကျွန်တော်ကိုနှုတ်ဆက်သည်။ကျွန်တော်ကသူနဲ့တဝိုင်းနဲ့ထိုင်လိုက်သည်။အေးကွာနောက်ကျရင်ဂျာဒန်ကျော်မရတော့မှဆိုလို့ခုလည်းမရှိတော့ပါဘူးဆရာရဲ့ကုံပြီတဲ့။ဟာ အစိုးကြီးကုံမီလာထိုးစင်းစပွဲတို့ကောင်လေးကဂျာတန်ကျော်ကိုလာချပြီကုံမီဆိုကွာဆရာကြီးအတွက်ဆိုင်ရှင်ကဖယ်ပြီးထားတာကျေးဇူးပဲကွာမောင်ကျော်ဆိုကဘန်တွင်အလုပ်လုပ်သည်ယနေ့ဘန်ပိတ်တဲ့ဖြင့်သူနဲ့ဆုံရခြင်းဖြစ်သည်ခါတိုင်းဆိုရင်သူကရုံကျူကားနဲ့ပါသွားပြီသူကကျွန်တော်နဲ့အိမ်နီးခြင်းလည်းဖြစ်သည်မောင်ကျော်ဆိုဒီနေ့ရုံပိတ်တော့အိမ်မှာနားရပြီပေါ့ အိမ်မှာနားရတာကိုမနားကျင်တာဆရာဟာမင်းဟာကအစမ်းပါလားကွာသူများတွေပိတ်ရက်ကိုမျောနေတာကျွန်တော်ကတော့ပိတ်ရက်ကိုအိမ်မှာမနေကျင်တာခုလဲစိတ်ဆိုးပြီးအိမ်ကထွက်လာတာဘာတွေများစိတ်ဆိုးစရာရှိတလဲကွာဆရာစဉ်းစားကြည့်လေအိမ်ကမင်းကဘာအလုပ်အကင်မှမရှိမိုးလင်းတာနဲ့ပါဇက်ကပေါက်ပေါက်ဖောင်းနေတာမင်းမိမကအလုံးရှိဘူးလားဟုတ်တယ်လေနေပါအောင်ကွာဒါဆိုရင် မင်းမနေ့တိုင်းထမင်းကြံကြီးဆွဲပြီးထွက်လာတာအစောကြီးဘယ်သူချက်ပြီးတလဲကွာကျွန်တော်မင်းမလေး तू ဘယ်ချိန်ထလဲ तू မနေ့ဆို9နာရီထတယ် तू ဘာမှမလုပ်ပဲဘာဖြစ်လို့အစောကြီးထတာလဲထမင်းနေဟင်းတွေထချက်တာပေါ့ဆရာဟုတ်လားကလေးတွေကိုထမင်းကျွေးတာရေချိုးပေးတာကြောင်းဖို့တာတွေကဘယ်သူလုပ်တလဲကွာကျွန်တော်မင်းမပဲကျွန်တော်ကတော့9နာရီဆိုအိမ်ကထွက်လာပြီ အဲ့ဒီဘာလုံးမှမရှိတဲ့မင်းမိမကအိမ်မှာတဏီကုန်အိတ်နေတာပဲလားအဲ့ဒီလိုတော့မဟုတ်ပါဘူးအိမ်မှာမင်းရဲ့ကလေးတွေဝတ်တဲ့အဝတ်အစားတွေရှော်တာဖွတ်တာဘယ်သူတွေလုပ်ပေးသလဲကျွန်တော်တို့မှာကကိုယ်ပဲရှိတာမှမဟုတ်တာဆရာရဲ့ကျွန်တော်မိမပဲလောက်တာပေါ့ဟေးဒါဆိုရင်ဈေးသွားတာဟင်းချက်ဆရာဝဲတာချက်တာပြုတ်တာရွေရောဘယ်သူလုပ်တယ်လဲကျွန်တော်မိမတိမ်လုံးရှင်းတာလဲတာရွေရောကွာကျွန်တော်မိမပဲ ညနေမင်းအလုတ်ကပြန်လာရင်ဘာလုပ်တလဲကွာမော်လုံးလို့ဆရာရင်နားတာပေါ့အဲ့ချိန်မှာမင်းမိမကလည်းမင်းနဲ့အပြိုင်နားတာပဲလားမနာပါဘူးအဝတ်တွေမိပူတိုက်ကလေးတွေကိုစာပြပြီးရှုပ်နေတာပဲမင်းထမင်းစားတော့ရောမင်းကိုယ်တိုင်ခူးစားသလားကျွန်တော်မိမခူးပေးတယ်မင်းစားပြီးသားပကံကိုရောကိုယ်တိုင်ဆေးသလားကျွန်တော်မိမပဲဆေးတယ်ဟုတ်ပြီညအိမ်ရဝင်ပြီကွာမင်းမိမကမင်းကိုနင်းခိုင်းနှိမ့်ခိုင်းသေးတယ် ကျွန်တော်ညောင်းရင်နှိမ့်ခိုင်းရမယ်ဆရာညာအိမ်ဘယ်သူအိမ်ရတဲ့အရင်ဝင်တယ်လဲကွာကျွန်တော်ကထမင်းစားပြီးရင်အိတ်ချင်နေပြီသူကတော့စားပြီးသားပကံတွေစီအဝတ်တွေထိုင်ချုပ်မိုးချုံမှအိတ်တံများတယ်မောင်ကျော်စုခမအလုပ်ဆိုတာဘာလဲကွာဆရာဘာကိုပြောချင်တာလဲဟင်မင်းကအိမ်တော်ဦးစီးငါငွေရှာပေးရင်ပြီးရောငွေရှာတာအလုပ်လို့ထင်တာကွာငွေရှာတာအလုပ်ပေါ်ဆရာ မရှာတဲ့အလုံးမဟုတ်ဘူးကွာမင်းမိမကိုကြည်တန်းမိုးလင်းမိုးချုပ်တဏီကုံမင်းနဲ့မင်းသားသမီးတွေအသင့်စားနိုင်ဝတ်နိုင်အိတ်နိုင်နေနိုင်အောင်သူ့မှာမနာမနေလုပ်လိုက်ရတယ်ကွယ်မင်းမှာလက်ဆယ်ခုရှိတော့သူတို့ကိုလိုက်မိမှာမဟုတ်ဘူးဒီလောက်လုံနေရတာကိုမင်းကမင်းမိမမှာဘာလုံးကြိမ်မှမရှိဘူးလို့ပြောကျင်နေတယ်နော်ဟုတ်တယ်နော်ကိုချင်းစာကြည့်ကြီးကွာ မင်းသူ့နေရာမှာနေပြီးသူကအလုပ်ထွက်လုံမဲ့ဆိုရင်သူ့လိုအိမ်နောက်တောင်ဝင်းတို့မင်းပြီးအောင်အချိန်ကိုင်လုံနိုင်ပါမလားတွေးကြည့်ဘူးလားမတွေးကြည့်ဘူးဆရာကိုချင်းစာစိတ်ဆိုတာကိုစိတ်ကိုသူ့ကိုယ်ထဲဝင်ပြီးသူ့လိုတွေးကြည့်သူ့လိုလုံကြည့်ဘူးပြောတာမင်းကမင်းကိုတူသားတယောက်လိုခင်လို့ပြောတာမင်းမိမကိုအလုံးမရှိ အကင်မရှိအိမ်မှာတိုင်စားနေတဲ့အလကားမင်းမလိုစိတ်ထဲမှာတွေးမိတယ် ငါသူ့နေရာမှာသာဆိုရင်တွေးကြည့်လိုက်ပါကွာကျွန်တော်သဘောပေါက်ပါပြီဆရာတို့လူနေမှုစနစ်ကြီးဟာအိမ်အောင်ကြပြီဆိုလိုက်တာနဲ့အလုံးမရှိအကင်မရှိမိမကကလေးထိုင်ဝေးပေးနေရမယ်ဆိုတဲ့အယူအဆတွေလွှမ်းမိုးနေတာကွာတကယ်တော့အိမ်နောက်တောင်ဝင်ဆိုတာမောင်တထမ်းမေတွေ့ရပဲငွေရှာနိုင်တဲ့သူကဦးစားပေးအဆင့်တက်ဆိုတာကြီးနဲ့အိမ်ဦးနဲ့ဆိုအိမ်ဦးနဲ့ကြီးဆိုတဲ့အတွေးအခေါ်တွေတော်လန်တင်တာကြားပြီး ဟုတ်ကဲ့ကျွန်တော်ပြန်တော့မယ်ဆရာနေအောင်မင်းဟင်ရဲ့အတွက်ဘာမှဝယ်မသွားဘူးလားကျွန်တော်တပိတ်ဘူးတော့ပဲပါတယ်ဆရာမင်းကတပိတ်တောက်နေချိန်မှာဟိုကမင်းမင်းမကကလေးတွေနဲ့တပန်းလုံးနေတော့ပြီသွားကလေးတွေအတွက်မော်ဟင်းကသုံးတုပ်ဝယ်သွားပတ်စံကိုငါပေးလိုက်မယ်အိမ်ရောက်ရင်မင်းမကိုမင်းစားဖို့မော်ဟင်းကဝယ်လာတယ်ဆိုတာလေးနဲ့ချော့ကြည့်လိုက်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ငါ့ကိုလွယ်လွယ်နဲ့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ် မင်းမိမကိုမျက်နှာချိုချိုလေးနဲ့ပြောလိုက်ရင်ဘလောက်ကောင်းလိုက်မလဲကွာဆရာကြီးတင်ညွတ်ဒီစာသူလေးကိုဖတ်ပြီးတော့တခုခုအတွေးကြီးရရှိမယ်လို့မျှော်လင့်မိပါတယ်အိမ်အောင်ရှင်များအနေနဲ့မောင်တထမ်းမတွေရဲ့ဘဝကိုတာရွာသာဖြက်လန်းရှောင်လန်းနိုင်ကြပါသည်လို့ဆုမကောင်းတောင်းလိုက်ပါတယ်အဆုံးထိကြီးစုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ